လက်ရှိကျွန်တော်ပြမှာက IC တွေဖြုတ်တတ်ပါ IC ဆိုပေမဲ့ကျွန်တော်တို့ IC အကြီးတွေကိုတမ်းမသွားပါဘူး component ဖြုတ်တတ်ပြီးသွားတဲ့အချိန်မှာလေ့ကျင့်ရမယ် IC ဟာ IC အသေးပါဒါကြောင့်ကျွန်တော်တို့က IC အသေးလေးတွေဖြုတ်မယ်အဲ့လို IC အသေးထဲမှာဘာတွေပါလဲဆိုရင် proximity sensor ဆိုတဲ့ကောင်တွေပါတယ် backlight IC တွေပါမယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ SD card IC ဆိုရင် SD card IC လေးတွေပါတတ်တယ်ဒါလို IC လို့သဘောတရားမျိုးပဲကျွန်တော်ငုံလင်းကိုပါတယ် crystal လေးတွေဖြုတ်ကြည့်ရမယ် ပြောချင်တာဆိုင်နေနဲ့သိမယ်ပင်ကုန်နေနဲ့နေတယ် IC လို့အရာမျိုးတွေဖြုတ်ကြည့်မှာပါကွန်ဘိုနဲ့လို့ကျွန်တော်ပြောတဲ့ဟာလေးတွေကကြတော့ငုံလေးတွေနှငုပ်ပါတဲ့ဟာလေးတွေပြီးရင်ကြေးထန်ငုံလေးတွေလည်းကျွန်တော်တို့ဖြုတ်ကြည့်လို့ရပါတယ်ကွန်ဘိုနဲ့ဗီဒီယိုထဲမှာကျွန်တော်ပြထားတဲ့ပစ္စည်းသေးလေးတွေမရွေးရအောင်ပြီးတော့လို့ရှိရင်ဘေးတွေမထိအောင်ဖြုတ်တယ်နီးပြောထားတယ်လောလောဆယ်ကျွန်တော်ပြောပြမှာက IC တွေကိုကျွန်တော်ဖြုတ်မှာပါ IC ဖြုတ်တဲ့ချိန်မှာအပူတွေအများကြီးပေးလို့ရှိရင် IC ပြတ်သွားတတ်တယ်အပူချင်းအရင်မဲနဲပြီးတော့ကျွန်တော်တို့ပေးတယ်ဆိုလို့ရှိရင်အကြာကြီးဖြုတ်ရပါတယ် ဒါကြောင့်ကျွန်တော်တို့အပူချိန်340လေ50နဲ့ထိုးပေးပါမယ်။လေကိုကျွန်တော်တို့ထက်လျှော့ခြင်းလည်းရသေးတယ်။လေရဲနေလို့ရှိရင်ကျွန်တော်ဟော့ကန်ကိုကတ်ပြီးထိုးရတယ်။လေရဲများရင်ခွာထိုးရတယ်။ ICG သေးပေါ်မူတည်ပြီးတော့ဟော့ကန်ထိတ်ကကျွန်တော်ဒီဟော့ကန်လို့ဒီခေါ်တဲ့ဒီ꽌နှထောင်ရှိဒီထိတ်ကဂန်ကောင်းလေးပေါ့။အဲ့ဒီဒန်ကောင်းလေးကိုကျွန်တော်တို့တို့စိုက်ချိန်ပေးလို့ရပါတယ်။ဒါလေးတွေသိဖို့လိုတဲ့လက်ရှိကျွန်တော်ဒီစန်သာ IC တုံးဒီနားလေးဒါလေးကိုကျွန်တော်ဖြုတ်ပြချင်မယ်။အဲ့ဒီ now IC လည်းဖြစ်နေတယ်စန်သာ IC လည်းဖြစ်နေတယ်ကျွန်တော် IC ပေါ်မူတည်ပြီးတော့ပဲကြည့်ရတာပါ။ ်ဘူးလက်ရှိကြောင်ဒီကောင်လေးကိုအပူချိန်340 450နဲ့ထိုးထားပါတယ် IC တွေကိုလက်တွေ့ပြင်တဲ့အချိန်စာကစ်ပြင်တဲ့အချိန်ဖြုတ်တဲ့အချိန်မှာဒီ IC တွေကိုတက်တက်ထိုးရပါတယ်ကျွန်တော်ကလက်ရှိဗီဒီယိုရိုက်ထားတာဖြစ်တဲ့အတွက်နည်းနည်းလေးစောင့်ထိုးထားပါတယ်လေရဲများမသွားရင်ပစ္စည်းတွေရွှေ့မသွားပါဘူးလက်ငိမ့်နေအောင်ထားရပါတယ်ကျွန်တော်ထိုးခြင်းနဲ့အဓိက IC ကိုပဲအပူရအောင်ထိုးပေးရတယ်အချိန်တန်လို့ရှိရင် DIC အရေးပြောလာပါမယ်ကျွန်တော်စာအုပ်လေးနဲ့တို့ကြည့်တယ်သို့တော့အရေးမပြောသေးရင် IC ကိုဆွဲမမပါဘူး အလွန်ကြုံအရင်မပြောခင်မှာဆွဲမခဲ့မိရင်ဘာဖြစ်မလဲဆိုရင် IC အောက်ကငုတ်ကြီးပြတ်သွားမယ်လက်ရှိဒီ IC လေးပြုတ်နေပြီဒါကြောင့်ကျွန်တော်ဆွဲမလိုက်တယ်ပြီးကျွန်တော်ချလိုက်ပါတယ်ပြီးချမြင်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်အဲ့ဒီ IC ကိုပဲသူ့နေရာသူပြန်တက်လို့ရတယ်ခဲပေါ်စရာမလိုပါဘူးကျွန်တော်တို့တောင်းတော့ခဲမဖို့ပါဘူးဒီလိုနေအမ်းမျိုးတွေနောက်ပိုင်းမှာအတန်းအောက်မှာရေဝင်နေလို့ညစ်ပတ်နေတယ်ဆိုရင်တော့ကျွန်တော်တို့ဒီခဲလေးတွေနည်းနည်းရှင်းမယ်အဲ့လိုလုပ်ပြီးတော့မှပြန်တက်တာများပါတယ် ဒီလို IC မျိုးခက်သေးသေးလေးတွေအခဲမဖော်ဘဲနဲ့လည်းပြန်တက်မိတာများပါတယ်။ရှည်ဝင်ပြီးတော့အောက်ကပုံစံပြက်နေတဲ့ IC မျိုးဆိုရင်တော့ခဲသေးချပုံမှန်ပြန်တက်ပါတယ်။ IC တွေပြန်တက်တဲ့အချိန်မှာသူ့နေရာနဲ့သူစနစ်တကျကြားဖို့လိုတယ်။တကယ်လို့နေရာမကျသေးဘူးထင်ကြောတွန်းပစ်လို့ရတဲ့ဇာကနာလေးနဲ့အဓိက IC တွေဖြုတ်တဲ့အချိန်မှာဘေးနားကပစ္စည်းတွေပါမသွားဖို့ပါပဲ။ဘေးနားကပစ္စည်းတွေပူမသွားအောင်ဘေးနားကပစ္စည်းတွေပါမသွားဘေးနား IC မျိုးအရေးပြောပြီးပြုတ်ထွက်သွားတာမျိုးမလိုချင်တာပါ။ ါဆိုရင်အချမ်းမြင် IC သူ့နေရာလေးသူပြန်ကြာသွားပြီလို့ကျွန်တော်ထင်ပါတယ်ကျွန်တော်ခဏ AD ဒီခဏဆောင်းရပါတယ်ဒါမှသူ့အောက်ကခဲရ6ပြီးကတ်သွားမှာပါခဲရည်ပြောနေတော့မှာ IC ကိုသွားထရင်ဒီ IC ပြန်ပြီးတော့ပြန်ပြီးတော့ပါလာတယ်နေရာရွှေ့သွားတတ်တယ်ဒါ IC အသေးကိုဖြုတ်တယ်နီးပါဘေးနာခရစ်စတယ်ကလည်းဒီလို IC လိုသဘောတရားမျိုးပဲကျွန်တော်ဒီ size 2တဲ့ဟာလေးကိုဆိုလိုတာငုတ်လေးတွေလည်းနည်းနည်းများပါဒီ crystal အောက်မှာဆိုငုတ်လေးငုတ်ရှိမှာပါ ဲ့တော့ကျွန်တော်ဒီ Chris Daddy ဖြုတ်မယ်ဆိုလို့ရှိရင်လည်းဘာမှ worry ပေါ်စရာမလိုဘူးခုန IG ဖြုတ်သလိုမျိုးပါပဲဘူးလေးပေးနေမယ်ပြီးကင်ကြီးလိုက်တယ်အဲ့လိုကင်ကြီးတဲ့အချိန်မှာဘေးနာဒီဘေးနာပစ္စည်းလေးတွေသွားထိနေလို့မရဘူးထိလို့နေရရွေ့သွားရင်ပြန်ထမ်းသူ့နေရာသူပြန်ရအောင်ကျွန်တော်ဇာတ်လမ်းလေးနဲ့တွန်းပေးရတယ်အခုလောလောဆယ်မှာကျွန်တော်ဒီ Chris Daddy တိုးကြည့်လိုက်တယ်ဖြုတ်သွားအောက်မှာခင်းငုတ်လေးငုတ်ရှိတယ်တင့်တော်သလိုကျွန်တော်တို့ပြန်လုပ်လို့ရပါတယ်ညက်ပတ်နေတဲ့ထင်ရင်ကျွန်တော်ဒါလေးတွေကိုခဲကောက်လေးနဲ့ခဲပြန်လိုက်ပေးလို့ရတယ်လို့ဆိုရင်အခု ကျွန်တော်ဒီအောက်ကခဲလေးတွေအရေးပြောင်းအရင်လုပ်လိုက်တယ် BI တရားလေးပြန်တင်လိုက်တယ်စောင်းနေတဲ့ထင်နေရာမှန်လေးရအောင်နည်းနည်းလေးတွန်းပေးလိုက်တယ်နဲ့သူ့နေရာသူပြန်ရောက်ပါတယ်ဟောမှာတတိထားမှာအပူပေးကောင်းကောင်းနဲ့မပေးရဘူးဘေးနားမှာဒီလိုမျိုး CPU eMMC ရှိတတ်တယ်လက်ရှိဒီမှာသူ့ဘေးနားမှာသူ CPU ရှိတယ်ဒီကောင်းစတဲ့ W2 Wi-Fi IC ဖြစ်ပေါ်များတယ်ဒီလိုမျိုး IC တွေပေးနေမှာရှင်အဲ့ဒီ IC လေးတွေဟာအပူရမ်းပေးတော့လို့ရှင်ဒီ CPU တော်တော်ကြောက်ရပါတယ်နှုတ်ပါပါဖြစ်သွားတယ်ရှင်ဖြစ်နိုင်တယ်ဒါကြောင့်ကျွန်တော်တို့ကရှာတာနဲ့ပြန်တက်လိုက်ပြီးပြီ ီကောင်လေးကိုမှကြည့်လို့ရှိရင်ပုံပြပါပါလာပါကျွန်တော်ဆိုလိုတာ DIC ခိုင်းတယ်ဒီမှာဆိုလည်းအဆင်ပြေတယ် DIC ခိုင်းရလို့ပြောပေးမယ်သူ့အောက်ကငုတ်တငုတ်ချင်းလွတ်သွားရင်ပြဿနာကြီးတက်နေနိုင်ပါသေးတယ်ငုတ်တငုတ်လွတ်တာနဲ့ပြဿနာတက်နေနိုင်တယ်လက်ရှိကျွန်တော်6 pin belt light လေးတစ်ခုထပ်ပြီးတော့ဖြုတ်ပြတက်ပြအောင်မယ်ဒီ6 pin belt light ဆာလည်းဒီကောင်လေးလည်း IC လေးပါငုတ်ချောင်းငုတ်ပါတယ်ဘေးမှာထွက်နေပါတယ်လောကကာယနာတော်တော်လေးအဆင်ပြေတယ်ကျွန်တော်ပုံမှန်ဆိုဒီတက်တက်ထိုးပါတယ် ကမရရအဆင်ပြေအောင်စောင့်ထူရတာပါအပေါ်90ဒီဂရီတက်တဲ့အထုတ်ချရင်ပစ္စည်းတွေတော့နှုတ်ပေးလို့မလွင့်ပါဘူးလေရတော့ကျွန်တော်တို့50 60အထက်ပုံမတုံးသင့်ကျွန်တော်နမူနာပြရတာဒီအကုန်လုံးက Huawei ဘိုင်းပဲဖြစ်ပါတယ်အဲလို Samsung မိုင်းတွေမှာတုံးလို့ရှိရင်အပူချိန်ဒီတက် short တုံးရတာတွေရှိပါတယ် Samsung ပုတ်ပြားတွေ Huawei ပုတ်ပြားတွေလောက်အကျဲမခံပါဘူးကျွန်တော်တို့ဒီအရင်ဟုတ်ခက်က Nokia တွေထုတ်လုံးကတော့တုံးလုံးကတော့ကျွန်တော်အပူချိန်ခံမြတ်တုံးပေးရပါတယ် ပုံပြရပြရဲ့အပူချိန်ကိုသိချင်ရင်ကွန်မိုနက်နေဆန့်ဖြုတ်ကြည့်လို့ရတယ်ဆန့်ဖြုတ်ကြည့်ရင်လည်းကျွန်တော်တို့တင်တော်တဲ့အပူချိန်လေးမှန်ပါတယ်ဒါကလည်းတွေ့ပိုင်းလုံရင်ကန်ရင်လည်းကျွမ်းကျင်သွားပါလိမ့်မယ်ဒီ IC လေးအရေးပြောင်းကျွန်တော်တို့ခဏစောင့်နေရပါတယ်။ IC မှာခဲသားတင်နေရမျိုးဆိုလို့ရှိရင်ဒီကောင်အချိန်တော်တော်ကြာကြာစောင့်ရပါမယ်။ လက်ရှိအရေးပြောမလားပါဒါဆိုကျွန်တော်အပူချိန်လေးနည်းနည်းတင်လိုက်မယ်ကျွန်တော်ဒီဘေးနားမှာနှိမ့်တဲ့အပူချိန်လေးကျွန်တော်ပြီးရင်ဒီ9800သုံးပြူနီမှာပြန်ကြည့်လို့ရတယ်350ထိကျွန်တော်တင်လိုက်တယ်ကြာကြီးမပြုတ်သေးတဲ့အိုင်စင်မျိုးဆိုအပူချိန်လေးနည်းနည်းတင်လို့ရတယ်ပြီးတော့မှခဏဆောင်ကြည့်ထိုးကြည့်လိုက်မယ် ထဲအရင်မပြောတဲ့ IC တွေကိုအရင်ကြီးဆွဲမခွာပါဘူးဆွဲခွာရင်ကျွန်တော်တို့ဒီအောက်က circuit board ပြပင်နေပြတ်သွားတာထင်နိုင်ပါတယ် circuit ပြပါပြည့်စည်သွားနိုင်တယ်ဒါကြောင့်ကျွန်တော်တို့စိတ်အေးလေးထားပြီးခွာပါ ွန်ဆန္ဒလေးနဲ့တို့တို့ပြီးစမ်းကြည့်တယ်ဘယ်လိုမရသေးရင်မဖြုတ်ပါဘူးတကယ်ခဲလေးတွေအေးပြောသားရင်မျက်စိနဲ့မြင်နေရပါတယ်ကျွန်တော်ပုံပြပုံစံနည်းနည်းလေးလှည့်လိုက်ပါတယ် လက်ရှိဒီလိုအပူနဲ့လေနဲ့မရဘူးဆိုရင်ကျွန်တော်တို့အပူသုံးဖို့လေတစ်ခုခုနည်းနည်းတင်လိုက်တာနဲ့ဒါတန့်ပြုတ်ပါတယ်အဲ့လိုမျိုးပြုတ်ချင်တဲ့ဆိုရင်ကျွန်တော်အလွယ်ပဲလေတင်လိုက်ပါတယ်ကျွန်တော်လေတင်လိုက်ပေမဲ့ကျွန်တော်ဒီပစ္စည်းကိုဘေးနားပစ္စည်းတွေမယွေ့အောင်တော့ပြုတ်ထားရပါတယ်တက်တက်လေးထိုးပေးရပါတယ်ပူချင် လက်ရှိ DIC ဖြုတ်လို့မရပါဘူး။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့လက်ရှိ DIC အောက်မှာရှိတဲ့ဒီခဲငုတ်ချင်းရင်းလေးတွေဒါလေးတွေခဲတည်နေတယ်ခေါ်ပါတယ်။ခဲတည်နေတယ်ဆိုရင်ကျွန်တော်တို့အပူလေးလေးတွေတော်တော်များများပေးနေရတယ်။တကယ်လို့ဒီလိုမပေးချင်ဘူးဆိုရင်ကျွန်တော်ဒီအောက်ကိုခဲကျွေးလိုက်ရင်ရပါတယ်။ထင်းဥစီခဲနှစ်လေးနည်းနည်းကျွေးပြီးကမှဖြုတ်လဲလို့ရှိရင်ဒါအလွယ်တကူပြုတ်သွားနိုင်ပါတယ်။အခုနေထားတာဒီတော့ IC မပြုတ်ဘူးဘေးနားခဲတွေကိုရေပြောနေပါတယ်။ဒါကျွန်တော်ဒီလိုနေထားမျိုးမှာ DIC ကို စက်မဖြုတ်သင့်ပါဘူးအိုင်စီကိုမဖြုတ်တော့ဘူးကျွန်တော်တို့ဘေးနာပစ္စည်းကိုကြည့်ကြည့်ပါဒီလိုမျိုးအခြေပြောနေပါအရန်ပူပေးရင်ပုံပြားကြီးဖောင်းသွားနိုင်တယ်အဲကြောင့်ဒီကောင်မဖြုတ်တော့ပဲထားလိုက်ပါချာနေနေသေးတဲ့ IC လေးတွေကိုဖြတ်ဖြုတ်ပြပါမယ် တို့ပုံမှန်ဘူချိန်တိုင်းပြန်ထားလိုက်တယ်။ပြီးတော့လို့ရှိရင်ဒီချိန်မှာရှိတဲ့ IC ခက်သေးသေးလေးတွေဖြုတ်ပြပါမယ်။ဒီ IC လေးတွေဖြုတ်မယ်ဆိုရင်ဒါလွယ်ပါတယ်။ခဏတိုင်းမဲ့ဘူချိန်လေး340နဲ့450ပြန်ထားရတာပါ။ခဏတော့လို့ IC မျိုး6000တော့ IC မှာဖြစ်သွားတယ်လို့မျိုးသူကဒီအပူချိန်တော်တော်လေးတော်တော်များများတင်ပေးရတာနဲ့မပြုတ်ဘူးဆိုရင်အောက်ခြေမှာခဲကျူးပြီးတော့ဖြုတ်ပေးရတယ်။ဒီတော့ကျွန်တော်ဗီဒီယိုဖိုင်တစ်ဖိုင်သက်သက်ထပ်တင်ပေးပါမယ်။ ်ဒီအစီလေးပြုတ်သွားပါတယ်နောက်တစ်ခါကျွန်တော်တို့သူ့နေရာသူပြန်ထားပါမယ်ဒါအစီလေးသူ့နေရာသူပြန်ရောက်သွားပါပြီကျွန်တော်နေရာနည်းနည်းလေးရှုပ်ကြည့်ရအောင်ဇာနာလေးနဲ့တိုးကြည့်ပေးလို့ရပါတယ်ဒီလောက်ဆိုရင် IC တေးသေးတွေကိုဖြုတ်လို့တက်လို့အဆင်ပြေမယ်လို့ထင်ပါတယ် ဒီဗီဒီယိုဖိုင်ကိုကြည့်ပြီးတဲ့အချိန်မှာကျွန်တော်တို့ဒါဒုတိယမြောက်ဗီဒီယိုဖိုင်ဖြစ်တဲ့အတွက်ကွန်ပိုနန့်ဖြုတ်တက်ပြီးလေ့ကျင့်ပြီးကွန်ပိုနန့်ဖြုတ်တက်လေ့ကျင့်ပြီးသားထင်ပါတယ်ဒါဒုတိယမြောက်ဗီဒီယိုဖိုင်ဖြစ်တဲ့အတွက်ဒါလေးကိုလေ့ကျင့်ပြီးရင် IC အသေးလေးဖြုတ်တက်တက်သွားပါလိမ့်မယ်အရင်ခက်တဲ့ IC တွေဒါမှမဟုတ်ရောအောက်မှာခဲသားသေးနေတဲ့ IC တွေအတွက်ကိုခဏနဲ့ကြွေးပြီးဖြုတ်ရင်ပိုးအဆင်ပြေပါတယ်ဒီအတွက်ကျွန်တော်နမူနာလေးလုပ်ပြပါမယ်လက်တွေ့လည်းကျွန်တော်တို့နောက်တစ်ခေါက်တက်ပြီးတွေ့ရအောင်ပါအခုဗီဒီယိုတော့ဒီမှာပဲကျွန်တော်ရှင်းလိုက်ပါတယ်ကျေးဇူးတင်ပါတယ်